ီတာကိုမြင်လိုက်တာနဲ့လူငွေတော်တော်များများတော့နာရူတိုစီးရီးရဲ့ကိုနိုအရွာလို့ပြောကြမယ်။ဒါမှမဟုတ်ဘန်တန်းကရဲ့တောင်ကြီးလို့လည်းပြောချင်ပြောချလိုက်မယ်။ဒါပေမဲ့ဒီတောင်ကြီးကအမေရိကန်နိုင်ငံမှာတကယ်ရှိတဲ့တောင်ကြီးပါ။ပြီးတော့ဒီတောင်ပေါ်ကမျက်နှာရရဲ့နောက်ွယ်မှာလူတွေမသိသေးတဲ့စိတ်ဝင်စားဖို့ကောင်းနေတဲ့အရာတွေရှိတယ်။ဒါကြောင့်ဒီဗီဒီယိုထဲမှာတော့တောင်ပေါ်ကမျက်နှာရရဲ့ဘသူမျက်နှာရလဲ။သူတို့တွေကဘာလုပ်ခဲ့လို့ဒီလောက်ခံခံနာနာထွင်းထုတ်ထားရတာလဲ။ပြီးတော့ ဒီတောင်ကြီးရဲ့အဆုံးမသက်ရတဲ့ဇလံတချို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီတောင်ရဲ့နာမည်ကတော့ Rushmore တောင်လို့ခေါ်ပါတယ်။အမေရိကန်ပြည်တော်စုဒါကိုတိုက်ပြီးနေမှာရှိတဲ့ Black Hills တောင်နှမ်းပေါ်မှာစိတ်ဝင်စားဖို့အကောင်းဆုံးအမျိုးသားအထိမ့်မဲ့နေရာကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီတောင်ကြီးရဲ့မူရင်းနာမည်ကတော့ Six Grandfather လို့ခေါ်ပြီးတော့မြန်မာလိုဆိုရင်တော့ဘိုးတော်၆ပါလို့အနည်းဆက်ဆုံးဘာသာပြန်ရမယ်ထင်ပါတယ်။အရှိအနောက်တောင်မြောက်အပေါ်ဆိုပြီးတော့အရဲချမ်းမြေနာကိုကိုးစားပြုတဲ့ ဒေသခံလာကိုတာတွေရဲ့နဖျားတွေကိုရည်ရွယ်ထားတာပါအရင်တော့အဲ့နေရာကလာကိုတာလူမျိုးတွေရဲ့ဒေသပါနောက်ပိုင်းမှာတော့အမေရိကန်တွေရဲ့ရွှေရှားပုံတော်တွေနေမြင့်ချက်တင်တာတွေရဲ့ကြောင့်နေမြင့်ကပါလို့ပါသွားမှန်းတာမသိလိုက်ကြဘူးပေါ့ဂျားထဲမှာတော့ထုံးစံအတိုင်းစစ်ဖြစ်တာတွေဘာတွေရောတော့မပြောတော့ပါဘူးဒီလိုနဲ့1923မှာဆော့တာကိုတာဒေသကတမိုင်းဖွဲ့ရဲ့အတွင်းရင်းမှုဒေါန်ရောဘင်ဆန်ကစစ်ဂရန်ဖာသာတောင်ပေါ်မှာရုပ်ထုလွှတ်ဖို့အတွက်အကြံရခဲ့တယ် ဒါပေမဲ့ကန့်ကွက်မှုတွေနဲ့ကြုံခဲ့ရတယ်။အဓိကကတော့ဒေတာလောက်ကိုဒီတိုင်းလေးပဲထားချင်တာရဲ့။တကယ်လို့လုံးမယ်ဆိုရင်တော့မှအဲ့ဒီတောင်ကြီးပေါ်မှာလက်ရမြောက်လို့နဲ့ရုပ်ထုလုပ်ဖို့ဆိုတာမဖြစ်နိုင်တလို့ပုံပြပံပြဖြစ်သွားရင်လည်းတိုင်မကြအောင်ပဲ။ဒါပေမဲ့နောက်ပိုင်းမှာတော့ Robinson ရဲ့စီယုံနိုင်မှုကြောင့်ထောက်ခံမှုတော်တော်လေးရခဲ့ပြီးတော့ရုပ်ထု Twin Two ကိုအစီအစဉ်ကိုအကောင့်ထဲပို့နိုင်ခဲ့ကြပါတယ်။1928ခုနှစ်မှာတော့ Robinson ကသူ့ရဲ့စိတ်ကိုအကောင့်ထိုင်ပို့နိုင်မှုအတွက်ဘဘူးပညာရှင်ဂန်စင်ဘုတ်ကလန်ကို အဲ့ဒီတောင်တင်ချသွားကြည့်ပြီးတော့ဝက်ကလန်အနေနဲ့လုံနိုင်မလားမလုံနိုင်မလားဆိုတာကိုဆုံးဖြတ်ပေးဖို့အတွက်ပြောခဲ့တယ်။အဲ့ဒီအချိန်တုန်းကဝက်ကလန်မှာပြဿနာတွေတောက်လျှောက်တက်နေခဲ့တာ။စတုန်းတောင်ကိစ္စပပူးထုပေးလိုက်တာရဲ့။အဲ့ဒီအတွက်ထောက်ပံ့ငွေအဖြစ်ခုကလကလန်နဲ့အစိမ်းဆက်လုပ်ခဲ့တာရဲ့ကြောင့်ပါပဲ။ခုကလကလန်ကိုတော့ရှင်တို့ channel တွေကဗီဒီယိုတွေကြည့်နေကြလို့ဆိုရင်တော့သိပါလိမ့်မယ်။မသိသေးဘူးဆိုရင်တော့သွားကြည့်လိုက်ဖို့အတွက်ပြောချင်ပါတယ်။ဆိုတော့ဝက်ကလန်ကဒီပြဿနာတွေဖြေရှင်းနေရတာနဲ့ရောဘင်ဆန်ရဲ့တောင်းဆိုချက်ကနည်းနည်းလေးနောက်ကျခဲ့တယ်။ ဒါပေမဲ့ပြန်ပြီးတော့အကြောင်းပြန်လာတဲ့အချိန်မှာတော့သူ့အနေနဲ့လုပ်ပေးနိုင်ကြောင်းနဲ့ဒါပေမဲ့အစီအစဉ်ကိုတော့ပြင်ပင်ခြင်းနဲ့ဆိုပြီးတော့ပြောခဲ့တယ်။ပြဿနာကတော့ဒီလိုပါ။ Robinson ရဲ့ပထမအစီအစဉ်ကအဲ့ဒီတောင်ရဲ့နာမည်နဲ့လိုက်သွားအောင်ကမူလဒေသခံလူမျိုးဖြစ်တဲ့ Lagoda လူမျိုးတွေရဲ့အမှတ်အသားတစ်ခုလည်းဖြစ်သွားအောင် Louis and Glass, Reckless, Sagaguria, Jonesy Freemos နဲ့ Crazy Horse စတဲ့လူသားအုပ်ကိုတွင်တွင်းပို့အတွက်စီစဉ်ခဲ့တာပါ။ဒါပေမဲ့ Bookland ရဲ့အစီအစဉ်ကတော့ American လူမျိုးသမားတွေဖြစ်တဲ့ George Washington, သောမတ်ဂျက်ဖာဆင်အိဗရာဟန်လင်ကွန်းနဲ့သီအိုရိုရော့စ်ဘက်ရဲ့ရုပ်ထုကိုပဲပုံဖော်မယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့သူကအမေရိကန်တွေရဲ့အတွင်းနဲ့အလုံးနဲ့ကအမေရိကန်တွေအတက်ပဲဖြစ်ရမယ်ဆိုပြီးတော့ပြောခဲ့သေးရဲ့အပေါ်က KKK နဲ့အချိတ်ဆက်ရဲ့ဒီစကားရဲ့ကိုတွဲကြည့်ရင်တော့ဘုတ်ကလန်တယောက်ဘလောက်တောင်မှလူမျိုးကြီးဝါရာကြီးဆိုလဲဆိုတာသိတာပါတယ်ဒါကြောင့်မယ်အဲ့ဒီသမရ၄ရောင်ရဲ့ရုပ်ထုကိုထွင်းထုတ်ဖို့အတွက်အစီအစဉ်ဖြစ်ခဲ့ရဲ့ဆိုပါတော့ပထမတော့ကတော့ရန်မုံငွေအနေနဲ့ဒေါ်လာ2,500ထိုင်ခဲ့ပေမဲ့ တမရအပြောင်းလဲကြောင့်ရမုံငွေကအဆင်မပြေဖြစ်ခဲ့ရတယ်။ဒါကအစတုန်းကအစီအစဉ်ချထားတဲ့ rush mode တောင်ပေါ်မှာဒီပုံကိုကြည့်ရင်တော့တမရတွေအကုန်လုံးကခါးနာလောက်အထိပါပြီးတော့အရန်ခန်းလားထင်ပါကြတာကိုတွေ့ရမယ်။ဒါပေမဲ့ထောက်ပံ့ငွေတွေအဆင်မပြေတာကြောင့်တမရတွေတန်လန်းကြီးဖြစ်ကုန်တာပါပဲ။ဒီတမရတွေကိုဘုတ်ကလန်အနေနဲ့ဘာကြောင့်ရွေးရလဲဆိုတဲ့အချက်တွေနဲ့သူတို့ကြည့်ရချင်းစီအကြောင်းကိုနောက်မှပြပြပေးပါမယ်။အခုလောလောဆယ်တော့စိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းဖြစ်တဲ့ရုပ်ထုထုတဲ့အပိုင်းကိုအရင်အဦးဆုံးပြပြပေးပါမယ်။ ဘဘူးပညာဆိုတာကလည်းအရန်ကိုလက်ဝင်တဲ့ပညာရဲ့တစ်ခုပါ ပုံမှန်ဆိုင်ဆိုရင်ကိုပဲခက်ခက်ခဲခဲထူးဆင်းနေရတာတော့မှသူတို့ပုံဖော်ပေးရမယ့်အရာနဲရချီပြီးမဟုတ်ပါဘူးအဲ့ဒါကြောင့်အစ်စ်ငါးစင်းနဲ့တေချာပုံဖော်ရပါတယ်ပထမဦးဆုံးအစ်စ်ကတော့ပုံစံငယ်ဖန်တီးတာပေါ့အရင်ဦးဆုံးတေချာတိုင်းတာထားတဲ့ကြောက်သားငယ်တစ်ခုမှာတစ်အချိုးစနစ်နဲ့ထွင်းထုတ်လိုက်တယ်ဆိုလိုချင်တာကတော့အဲ့ဒီကြောက်ငယ်မှာထူးဆင်းထားတဲ့တလက်မတမက်နဲ့ပြင်မှာဆိုရင်တော့စနစ်လက်မပေါ့ဒီအစ်စ်က တောင်ပေါ်မှာဘလို့ထွက်ရမလဲဆိုတာရဲ့အခြေခံသဘောတရားတစ်ခုပါပဲဒုတိယအဆင့်အနေနဲ့ကတော့ဒိုင်နမိုက်နဲ့ခွဲတာပါဒီလောက်မာကျောတဲ့ကြောက်သားအကြီးကြီးတွေကိုလူရင်းအားနဲ့ထုဆစ်ဖို့ဆိုတာအခြေအရင်ကျသွားပါလိမ့်မယ်ဒါကြောင့်ဒိုင်နမိုက်ကိုတုံးရတယ်ဒီအဆင့်ရဲ့ဇကားရရပြောရင်တော့လွယ်တယ်ဆိုပေမဲ့ rush mode တောင်ထုဆစ်ခဲ့တဲ့အချိန်တုန်းကဒီအဆင့်ကအခက်ခဲဆုံးပါပဲမဆိုင်တဲ့နေရာတွေပဲ့ပါသွားခဲ့ရင်စီမံကိန်းတစ်ခုလုံးတဲတဲ့ရည်စုံသူတွေဖြစ်သွားရလိမ့်မယ်အဲဒါကြောင့်ဒီအဆင့်မှာနေအင်ဂျင်နီယာတွေဘူမိကျွမ်းကျင်သူတွေ ဖောက်ခွဲရေးပစ္စည်းစွန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 ်းနဲ့ကိုင်နိုင်တဲ့သူတွေရင်းနဲ့ဘဘူးစီယာရဲ့တစုတဝေးရဲ့တင်ချခိုင်းနေခဲ့ရပါတယ်။ဒီလိုတုန်းကကောင်းခဲ့တာကြောင့်တောမက်ဂျက်ဖာဆန်ရုပ်ထုကိုထုတ်လုပ်တဲ့အခါမှာတော့ကြောက်သားမကောင်းတာကိုချက်ချင်းသိပြီးတော့မကောင်းတဲ့ကြောက်သားအကုန်လုံးဖယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်နမူနာရုပ်ထုအသေးနဲ့တောင်ပေါ်ကပုံနဲ့မျက်နှာအနေနဲ့နည်းနည်းလွဲနေခဲ့တာပါ။ဒီလိုမျိုးထိုင်နေမိုက်တွေနဲ့တဖုံမှုတထိုင်နိုင်လုံးနေရတာတော့မှလူအသေးပြောက်မရှိတာကတော့တကယ်ကိုတော်ကြတယ်လို့ပြောရမှာပါ။အဆင့်၃အနေနဲ့ကတော့ဟန်နီကမ်ဘင်းဆိုတဲ့နီးစနစ်ပါပဲ။ဒီနီးလန်းက ကြီးမားမာကျော်တဲ့ကြောက်သားမျက်နှာပြင်မှာကြီးချတင်စားတဲ့ရုပ်ပုံထွက်ဖို့အတွက်အရန်အတုံးဝင်ပါတယ်။အရင်ဦးဆုံးထွရမယ့်နေရာမထွရမယ့်နေရာတွေကိုအဆက်တွေနဲ့အမှတ်အသားလုပ်ထားကြပြီးတော့ပြောင်းအောင်လို့အကွက်တွေလိုက်ပေါ်တာပါ။ပြီးရင်တော့မလိုတဲ့နေရာတွေရဲ့ကြောက်သားတွေကိုဖိတ်ထုတ်လိုက်ရုံပါပဲ။အစ်စ်လေးအနေနဲ့ကတော့ကျန်းတဲ့နဲ့မျက်နှာပြင်အချောတက်တာပေါ့။ပြောင်းရင်ကွက်တွေပုံဖော်ပြီးလှုပ်လိုက်ရင်မျက်နှာပြင်ကကျန်းတဲ့နေအောင်မှာဖြစ်ပြီးတော့တချို့နေရာတွေကမလိုအပ်တာတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ဒီလိုအရာတွေကိုအချောတက်ဖို့အတွက် ကျောင်းအချင်းချင်းပို့တိုက်ပေးရတာတွေရှိတယ်။ပြီးတော့မှနောက်ဆုံးအဆင့်အနေနဲ့ရုပ်ထုကိုအသက်သွင်းတာပါ။ဒါကြောင့်ဗစက်နှာခေါင်းမျက်လုံးပြီးတော့တခြားအသေးစိတ်ဆန်တဲ့အချက်တွေကိုလူတွေရပဲသူတို့လက်နဲ့ကိုယ်တိုင်ပုံဖော်ပေးရပါတယ်။ဒီလိုအသက်သွင်းတဲ့အချိန်မှာအရေးကြီးဆုံးအရာကတော့မျက်လုံးပေါ့။မျက်လုံးကတော့ကျမတို့ရဲ့အကြိုက်ဆုံးအပိုင်းလေးဖြစ်တယ်။ဘယ်နေရာနေပဲကြည့်ကြည့်အသက်ဝင်နေပြီးတော့မျက်စံလည်းလှုပ်ရှားနေတယ်လို့ခံစားရပြီးနေရာအောက်မှာဆိုရင်လည်းရောင်ပြန်ဟနေတယ်လို့အယံကြည့်ကောင်းနေရပါ။ ဒီလိုကြည့်ကောင်းနေဖို့မျက်လုံးထဲမှာ22လမလောက်ရှိတဲ့အဆန်လေးတစ်ခုကိုဖန်တီးထားခဲ့ကြပါတယ်။တကယ်ကိုရွှေချထားရမယ်လက်ရပါပဲ။ဒါတော့မှငွေကြေးကိစ္စကြောင့်မျက်နှာပဲပြီးလိုက်သေးတာ။အစီအစဉ်အတိုင်းသာခါအထိပြီးသွားတယ်ဆိုရင်တော့တကယ်အေယာမလူတွေရက်နေရလို့တော့ထင်ရမလားပဲ။ဆိုတော့အဲ့ဒီအေယာမလူတွေကဘယ်သူတွေလဲ။သူတို့ကဘာလုပ်ခဲ့လို့လဲ။အဖြေကတော့အဲ့မျက်နှာရှင်၄ယောက်လုံးကအမေရိကန်အတွက်အရေးပါဆုံးသမ္မတတွေပါပဲ။ဒါပေမဲ့အမေရိကန်နိုင်ငံရဲ့ကျေးဇူးရှင်ကြီး ဘန်ဂျမင်ဖလန်ကလင်တော့မပါပါဘူး။ဘာလို့လဲဆိုရင်တော့ तू ကတမရမဟုတ်လို့ပါပဲ။ဒါပေမဲ့ तू ကလည်းအမေရိကန်တီထောင်တဲ့အထဲမှာအရေးပါအရာရောက်ဆုံးဆိုတာကိုတော့မေ့ထားလို့မရပါဘူး။ဒီစကားတွေကိုဘာကြောင့်ပြောနေရတာလဲဆိုရင်တော့ Rushmore တောင်ရဲ့ပထမရုပ်ထုကအမေရိကန်ရဲ့နောက်ထပ်တီထောင်သူ George Washington အကြောင်းကိုပြောရတော့မှဆိုတော့မရောစီစဉ်လို့ပါ။ George Washington တောင်သူ့ဘဝမှာအလေးစားရဆုံးလူသွင်းအောင်ရှိတယ်။ပထမကတော့ Benjamin Franklin ပါ။ဒုတိယတစ်ယောက်က Benjamin Franklin ပါ။ တတိယတက်ကလည်းဘင်ဇမင်ဖရန်ကလင်ပါပဲဆိုပြီးပြောခဲ့သေးတာဆိုတော့နည်းနည်းရလူတော့မဟုတ်ပါဘူး။ကဲသူ့အကြောင်းပို့ပြီးသိချင်တယ်ဆိုရင်တော့ရွှေနှုတ် application ထဲမှာစာအုပ်ရှိနေတာဆိုတော့ရှေဝဝေးမပြောတော့ပါဘူး။စိတ်ဝင်စားတယ်ဆိုရင်တော့ရွှေနှုတ် application ထဲကဘင်ဇမင်ဖရန်ကလင်ဆိုတဲ့စာအုပ်ကိုအခုပဲတွက်ဖတ်လိုက်ပါရှင်။ကဲ Rush Mo ကြောင့်ရဲ့ပထမအ우ဆုံးပြောမယ့်လူကတော့ George Washington ပါပဲ။သူ့အကြောင်းကတော့ပြောမယ်ဆိုရင်တော့ပြောလို့ကုန်မှာမဟုတ်ပါဘူး။ American ရဲ့ဖခင်လို့တင်စားခံရတဲ့သူပထမအ우ဆုံးသမရအနေနဲ့ နှစ်ကြိမ်တန်တန်အုပ်ချုပ်ခဲ့သူဒီမိုကရေစီစနစ်ကိုရေးဆွဲခဲ့တဲ့သူဒီလိုကွန်မိုတီကိုကြားမိုံနဲ့သူကရက်ရှ်မိုးကြောင်ရဲ့ပထမဦးဆုံးမျက်နှာပိုင်ရှင်ဖြစ်နေဖို့ကထိုက်တန်နေပါပြီတမရမဖြစ်ခင်မှာတော့အမေရိကန်စစ်တပ်ရဲ့စစ်တင်တာပြည်ချုပ်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရပြီးတော့အဖက်ဖက်ကအားနည်းနေတဲ့တက်တဲ့အတူအင်အားအကောင်ဆုံးဗြိတိရှ်တပ်ကိုရှင်းနေကြအောင်တိုက်ခိုက်နိုင်ခဲ့တဲ့လူတယောက်ပါပဲသူတမရဖြစ်လာတဲ့အခါမှာလည်းနိုင်ငံတော်ရဲ့အစီအကံလိုအပ်ချက်တွေကိုစနစ်တကျဖွဲ့စည်းခဲ့ပြီးတော့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာအောင်လုပ်ခဲ့တယ်ပြီးတော့ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေကိုစနစ်တကျလုပ်ခဲ့ပါတယ်။အခုလက်ရှိအမေရိကန်နိုင်ငံကြီးတိုးတက်နေတယ်ဆိုတာတိုးချောက်ဆိုပြီးတော့ပြောရင်တော့မှငြင်းမဲ့သူဘယ်သူမှမရှိပါဘူး။သူ့လက်ထဲမှာအမေရိကန်ကစီးလုံးညီညွတ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးတော့တမရနှစ်ကြိမ်ဆက်တိုက်လုပ်ခဲ့တာတော့မှဘာမှအဖြစ်ပြောစရာမရှိခဲ့အောင်တော်လွန်တဲ့ပုံကူတူတရားပါပဲ။အမေရိကန်နိုင်ငံရဲ့မြို့တော်ဝါရှင်တန်ဒီစီကိုတော့သူ့ရဲ့ခုံကျေးဇူးကိုအတိအမဲ့ပြုတဲ့သဘောနဲ့နာမည်ပေးထားခဲ့တာပါ။ဒါကြောင့် ဘရက်ရှ်မွန်တောင်မှာပထမဆုံးရှိနေတဲ့ပုဂ္ဂိုလ်တူဖြစ်နေတာကတော့လုံးမဲမတင်ပါဘူး။နောက်ထပ်တစ်ယောက်ကတော့သိုးမက်စ်ဂျက်ဖာဆင်ပါပဲ။သူကတော့တတိယသမ္မတအဖြစ်နှစ်ကြိမ်တနင်္လာဝင်ထမ်းဆောင်ခဲ့ပါတယ်။ပြီးတော့အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်းကိုဥဆောင်ရေးဆွဲခဲ့တဲ့သူလည်းဖြစ်ပါတယ်။အခုလိုအမေရိကန်နိုင်ငံကြီးကကမ္ဘာမြေပေါ်မှာအကျယ်ကြီးဖြစ်နေတာကတော့သူ့ကြောင့်ပါပဲ။ပြင်သစ်ကနေလူဝီစီယနာကိုဝယ်ယူခဲ့ပြီးတော့နိုင်ငံရဲ့အကျယ်ဝန်းကိုနှစ်ဆောင်ချက်နိုင်ခဲ့ပါတယ်။ဒါကြောင့်မယ်နိုင်ငံရဲ့အနာဂတ်တိုးတက်မှုကို အခိုင်အမာပုံဖော်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဂျက်ဖာဆင်လို့ပြောလိုက်ရင်တော့အမေရိကန်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့ပြောက်ရွံ့တစ်ခုပါပဲ။သူ့ရဲ့အရေးပါဆုံးလုံဆောင်ချက်ကတော့လူသားအလုံးတိုင်းလူညီမျှမှုရရှိရေးပါပဲ။အဲ့ဒီဖက်ခက်ကလို့ခွဲခြားဆက်ဆံရေးတွေလူမျိုးကြီးဝါဒတွေနဲ့လုံထွေးနေချိန်မှာတော့ဒန်တို့ညီမျှမှုအတွက်တိုက်တွန်းခဲ့တဲ့လေးစားစရာပုဂ္ဂိုလ်တယောက်ပါ။ပေါ်ဝေးဆိုင်ဝင်စားဖို့ကောင်းတာကအမေရိကန်နိုင်ငံရဲ့ Democratic Party ကိုတည်ထောင်ခဲ့တဲ့လူပါ။ကဲသူလိုလူတယောက်ရဲ့မျက်နှာကတော့ ဘရက်ရှ်မိုးတောင်နိုင်ရမှာထွင်းထုခံနိုင်ရတာဆိုရင်လက်ခံနိုင်စရာရှိမရှိရတော့ကိုကိုတိုင်းပဲဆုံးဖြတ်ကြည့်ပါရှင်ဂျက်ဖာဆင်ရဲ့ဘေးရတယောက်ကတော့သီအိုရိုရော့စ်ဘတ်ပါပဲသူ့ကိုတော့တဘာဝတရားကြီးရဲ့ဖခင်ကြီးလို့တင်စားရမယ်ထင်ပါတယ်သူကငငယ်တည်းကတဘာဝတရားတွေကိုအလွန်ချစ်မဲ့လူသူဖြစ်တာနဲ့အညီသူတမနာလောက်ကဲစဉ်တလျှောက်လုံးဘေးမဲ့ကြောတွေနဲ့တဘာဝပဝင်ကျင်ထိမ့်သိမ်းမှုတွေကိုဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်ဂျာနက်စကားမဆက်အမေရိကန်နိုင်ငံရဲ့အရေးပါဆုံးတွေ့မြောင်တစ်ခုဖြစ်တဲ့ပနားမတွေ့မြောင်ကြီးကိုဒုဖော်ခဲ့တာဘယ်သူလို့ထင်လဲ ဟုတ်ပါတယ်။သူပါပဲ။ဒီမတိုင်ခင်သူမျိုးကိုဖောက်လို့ဖို့ပင်သစ်တွေနဲ့ကိုလံပီးယားတွေကအကြင်ကြီးစူးစမ်းခဲ့ပြီမဲ့ဘလို့မှမအောင်မြင်ခဲ့ကြပါဘူး။ဒါကြောင့်လူတွေလေးပေါ်ပြန်ပို့တော်ဖြစ်နိုင်အောင်မယ်။ဒီလမ်းကြောင်းကိုဖောက်ဖို့ကမဖြစ်နိုင်ဘူးလို့သတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့မဖြစ်ဖြစ်အောင်လုပ်ပြခဲ့တာကတော့ Rose ပဲပါပဲ။ဒီသူမျိုးမရှိခဲ့စဉ်ကအနောက်အမေရိကကနေပြီးတော့ကုန်စီပို့ဆောင်မယ်ဆိုရင်သွားရတဲ့ခီးကအနည်းနဲ့ချစ်ကြတတ်တယ်။ဒါပေမဲ့ပနားမသူမျိုးကြောင့်ပဲကုန်ချစိတ်နဲ့အချိန်ရွှေချနိုင်ခဲ့ပြီးတော့ အမေရိကန်ကကောင်စီပို့ဆောင်ရေးမှာအဆက်အစာဖြစ်လာခဲ့ပါတယ်။ဒါရီအားလုံးကတော့မအေးအဝဲစီစဉ်ခဲ့တာမဟုတ်ပါဘူး။ Rosebud စီစဉ်ခဲ့တာပါ။နောက်ဆုံးတစ်ယောက်ကတော့အားလုံးသိတဲ့ Abraham Lincoln ပါပဲ။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေထဲမှာကျွန်စနစ်ကိုမကြိုက်ဘူးဆိုတဲ့သူတွေပါလား။ဒါဆိုရင်တော့တမရလင်ကွန်ကမိတ်ဆွေတို့ရဲ့လေးစားအားကျရတဲ့ပုံကိုတရားဖြစ်နေလိမ့်မယ်ထင်ပါတယ်။လူရန်စားခွဲခြားမှုနဲ့လူမျိုးကြီးဝါဒကြီးဆိုတဲ့အမေရိကန်နိုင်ငံမှာကျွန်စနစ်ဆိုတာတစ်ချိန်တုန်းကအကောင့်နဲ့စနစ်တစ်ခုပါပဲ။ လူမျိုးကွဲဘာသာကွဲတဲ့အနေနဲ့ကိုယ်နိုင်ငံမှာကိုဘာကောင်ကြီးပဲဖြစ်နေဖြစ်နေအမေရိကန်ရောက်ရင်တော့ကျွန်မပဲဒီလိုစနစ်ကြီးတစ်ခုလုံးအဆုံးသက်ပေးခဲ့တဲ့သူကတော့တမရကြီးအီဘရာလင်ကိုမှပဲဒါပေမဲ့ဒီလုံဆောင်တဲ့ကြောင့်လူမျိုးကြီးဝါဒကြီးစိုးတဲ့အမေရိကန်တောင်ပိုင်းဟာနိုင်ငံတော်ကနေခွဲထွက်ပြီးတော့ပြည်ရင်းစစ်ပါဖြစ်ရတဲ့အခြေကိုစိုးရခဲ့ပါတယ်ဒါပေမဲ့သူကသူစားခဲ့တဲ့ဆက်ကိုသူပြီးအောင်ကခဲ့ပါတယ်ဒီလိုပုဂ္ဂိုလ်ရဲ့အမတ်သားတွေအဖြစ်ရှိနေတဲ့ရက်ရှ်မိုးတောင်ကြီးကတော့ဒီအတိုင်းအလဲအပတ်သွားနေကြတဲ့နေရာတစ်ခုမဟုတ်ပါဘူး နိုင်ငံရဲ့အရေးကြီးအထိမ်းအမဲ့ပွဲတွေကျင်းပပြုလုပ်ရနေရတခုဖြစ်နေပါပြီ။အမေရိကန်နိုင်ငံရဲ့ကွန်ယူဆရာကြီးမန်းချက်တွေမဆုံးမနစ်တဲ့စူးစမ်းအထောက်အမှုတွေနဲ့ခွင့်ပြုတုတ်တမှုတွေကိုတမိုင်းတလျှောက်အရေးပါဆုံးသမရ၄ယောက်နဲ့အတူပုံဖော်ထားခဲ့တဲ့ဒီရက်ရှ်မိုးတောင်ကြီးကတော့နိုင်ငံတော်ရဲ့တံမိုးအရှိဆုံးအထိမ်းအမဲ့တခုပါပဲ။ဒီလိုအထွတ်မြတ်ထားစရာမောင်ရက်ရှ်မိုးတောင်ဖြစ်ပေါ်လာပုံတမိုင်းကျောင်းကနေတည်ယူလိုက်ရတာကတော့နံပါတ်၁ရေစနစ်ကောင်းကောင်းနဲ့တင်ဝက်ကောင်းကောင်းသာရှိနေမယ်ဆိုရင်ကြီးမားမာကျော်တဲ့ကျောက်တောင်ကြီးတော်မှာ အရှမ်းလက်ရဝင်တဲ့အထိမ်းအမှတ်တစ်ခုဖြစ်သွားနိုင်တယ်။နံပါတ်၂အမေရိကန်နိုင်ငံဖွံ့ဖြိုးတိုးတက်နေရဆိုတာကသမိုင်းကောင်းကဲ့လို့ပါပဲ။ဒါကြောင့်အခုပြစ်စုံပံမှာအကောင်းဆုံးလှုပ်ဆောင်ပြီးတော့အနာဂတ်အတွက်သမိုင်းလှလှလေးရေးထိုးဖို့လိုအပ်ပါတယ်။နံပါတ်၃လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူး။အထူးကစ조사အားထုတ်ပြီးတော့တနိုင်သမျှအကောင်းဆုံးလုပ်ရင်အကောင်းဆုံးရလဲဆိုတာအသိဆောင်နေလိမ့်မယ်ဆိုတာတွေပါပဲ။ဒါဆိုရင်တော့ Rushmore တောင်ပေါ်ကသမရယုတ်ထုတွေကိုအစုံအထိထုတ်လုပ်သင့်မလို့သင်ဆိုတော့ ကိုယ့်ရဲ့မြင်ကိုကွန်မန့်ထဲမှာဝင်ရောက်ဖြေပေးသွားဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုကိုအဆုံးသတ်ပြရစီရှင်။ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။